ခုကျွန်တော် novel der ရဲ့ဒါ diamond spot ဘာမှာကျွန်တော် liverpool fan အနေနဲ့အဲ chelsea ဘွဲကိုတွေ့ကြည့်မှာဖြစ်ပါတယ် watch party ပါမြန် liverpool fan အနေနဲ့ဒါကျွန်တော် stanford bridge ကိုတွေ့ကြည့်ကြအောင်ပေါ့လေ watch party ပါအဲ့တော့ည7:00ပွဲဆိုတော့နည်းနည်းတော့နောက်ကျပါတယ်ကျွန်တော်တို့7:00ကျော်မှပြီးမှဆိုတော့ကျွန်တော်တို့တွားကြည့်ဖို့ဒါတွားနေပါလိမ့်မယ်

အဲခစီပဲခစီပဲအဲခစီပဲပြောနေပါပြီတော့ဖတ်ဆက်ပြီးပါပါကြီးကျွန်တော်တို့တကူစီရုံးနဲ့ရှုံးနေပါတယ်တော့ဒုတိယပိုင်းကိုတော့ကြည့်အောင်လို့လေကိုရိုနာဘယ်လိုထင်လဲပြန်လာမယ်ထင်လား ပြန်လာမထင်ဘူးမမြတ်ဘူးပေါ့အာဗီနီရှင်းလက်ကျော်ဒီကျော်ပါကိုတင်ရကလေးရောက်ပါလေနော်အဲ့လိုပဲမြောက်ပြန်လာတယ်တန်ဖို့ရစ်ဖြစ်နေတာပြန်လာမယ်လို့နေတယ်နေတာလားနေတယ်

ဒီကရောင်းကျခိုးလက်ခံပါမယ်ဝိလေဝိလေပါပြီဝိလေပါပြီရဲရဲမရဲဟုတ်တယ်အားလုံးပဲတည်ဆဲတိုင်းပါပဲအဲကျွန်တော်တို့အတင်းကတော့ Stanford Bridge မှာသုံးဘွဲမြောက် ရှုံဘွဲကြုံခဲ့ပြီပေါ့လေအဲတော့ဟို တိုက်ဆိုင်မှုဒီကလည်းရှိတယ်ဗျကျွန်တော်တို့ကရှေ့၅ဘွဲလောက်ကအဲအသင်းတိုင်းကို last minute မှာနောက်ဆုံး minute မှာ injury time မှာကျွန်တော်တို့အသေးခွဲကိုးတွေတွင်းပြီးတော့ကျွန်တော်တို့ကအနိုင်သုံးမဲ့ယူခဲ့တာပေါ့လေအခုတော့ Chelsea ရော Christopher လေးဆိုတော့ကျွန်တော်တို့ကိုဒီက injury time နေမှာအသေးခွဲကိုးတွေပြန်တွင်းပြီးတော့အာကျွန်တော်တို့အသင်းကို knock out ဖြစ်အောင်လုပ်လိုက်တာပေါ့လေတော့ဘာပြောကျွန်တော်တို့ကတော့အဲ အသင်းရဲ့လိုအပ်ချက်တွေကတဖြည်းဖြည်းနဲ့ယုံလုံးတော့ပေါ်လာပြီပေါ့ခင်ဗျာအဲ့တော့အားလုံးသိကြတဲ့အတိုင်းပါပဲတပွဲလုံးမှာကအာ Chelsea ဆိုလို့ရှိရင်ဒါ congratulation ပါဒါ Chelsea fan တွေအားလုံး congratulation ဖြစ်တယ်အာဟို Chelsea ပေးသက်တွေရော Chelsea ကစားသမားတွေရောအာအားလုံးတကယ်ကိုဟိုဖြစ်ပါတယ် congratulation ပါဘာလို့လဲဆိုတော့ပေးသက်တွေကတော့သူတို့အသင်းနိုင်ပွဲအတွက်ဒါကျွန်တော်တို့က appreciate လုပ်ပါတယ် congratulation ပါ အသင်းကစားသမားတွေအတွက်လည်းဒါသူတို့တကယ့်ကို main player တွေမှာပါဝင်နေဒါကျွန်တော်တို့ Liverpool ကိုရင်ဆိုင်သွားတာပေါ့လေအာနောက်တန်းကဟိုဒန်အနာရီရတွေရှိနေရတယ်ဆိုအာဆိုခဲ့ပေမဲ့နောက်တန်းမှာလိုအပ်ချက်တွေ Chelsea ကရှိနေရဆိုပေမဲ့သူတို့ရှိတဲ့နောက်တန်းထုတ်သုံးတာတော့ရှိတဲ့နောက်တန်းတွေကတကယ့်ကိုဟိုကြန့်ခိုင်ရဟာသူတို့ fit မဖြစ်ဘဲနဲ့နာနာသွားတဲ့လူတွေရှိတယ်ပေါ့လေ ဲ့တော့အဲ့ဂျားတဲ့ရကိုလီဗာပူးကိုကျွန်တော်တို့ကျွန်တော်တို့အတင်းအနိုင်ခံသွားတာပေါ့အဲ့တော့လူငယ်တွေနဲ့အနိုင်ခံသွားတာပေါ့ဗျာသူတို့ဒီမှာတကယ်ကိုဟိုကျွန်တော်တို့ကအဓိက main player တွေ senior player တွေနည်းနည်းနဲ့အဲဂိုးသွင်းသွားရလို့ဆိုဘရာဇီးလာဗျာကျွန်တော်ဟိုနံပါတ်မမတ်မီတော့ထားလိုက်ပါတော့အဲ့တော့ဒီပွဲမှာလည်းကျွန်တော်တို့ငကိုအစိုးရကပြောတဲ့အတိုင်းပါပဲအာအာနက်စလော့ပေါ့နော်အာနက်စလော့ကကျွန်တော်အစိုးရကလည်းကျွန်တော်ဒီဟို အဲဗီဒီယိုတခုတင်ဖို့ပါတယ်ဂျာကင်ကလော့အချိန်နဲ့လိတ်နေရလားပေါ့နော်အဲ့လိုသူ့ရောင်တန်လျာဝင်လာပြီဆိုပြီးဆိုတော့တင်ဖို့ပါတယ်အဲ့ဒါပဲဟိုမြားတက်တီမြားပြနေပြီလားပေါ့နော်ထက်ပြီးတော့အဲ့လိုတန်လျာထက်ဝင်ပါတယ်ဘာလို့လဲဆိုတော့အာဒီတပွဲလုံးမှာလေဒါကျွန်တော်တို့ဘောလုံးကိုပညာရှင်တယောက်အနေနဲ့နီးစနစ်ပိုင်းဆိုင်ရာအဲကစားကွက်ပိုင်းဆိုင်ရာနီးပြပိုင်းဆိုင်ရာပညာရှင်တယောက်အနေနဲ့မဟုတ် ဘယ်နဲ့ပြည့်သက်အနေနဲ့ပဲကြည့်ကြည့်ပါအားလုံးသင်သားများသာရှိမှာပါမိုးဆလဆိုရင်ကျွန်တော်တို့ကကျွန်တော်ရဲ့လေ့ကျင့်မှာကျွန်တော်တို့ရဲ့ရွှေအောင်ဟိုဘယ်လိုခေါ်မလဲအဲဟိုအချိန်ခါတွေကိုဒါပိုင်ဆိုင်အောင်သူစွန့်ဆောင်ပြီးခဲ့တဲ့အဲတကယ်ကို greatest player ပါပဲအဲကျွန်တော်လက်တန်အောင်ရှိတာပေါ့ကျွန်တော်တို့ fan asset တွေပိုအောင်တန်အောင်ရှိပါသေးတယ်ဒါပေမဲ့လေအာဘောလုံးသမားတယောက်ရဲ့အကောင်ဆုံး prime time ဆိုတာလေးကိုကြော်လွန်လာတဲ့အချိန်မှာဒီကစားသမားတယောက်စီကနေကျွန်တော်တို့ အဲရနိုင်တဲ့စွမ်းအားတစ်ခုက limitation ဖြစ်လာပြီဗျအဲ့တော့ဒါကိုလေကျွန်တော်တို့လူဖန်အောင်သိရင်ဒီပြလည်းသိပါတယ်ဘာဖြစ်လို့သိသိရနဲ့အဲ့ဒီပုံမှာဟိုဘယ်လိုခေါ်မလဲသိသိရှာမကင်တွယ်လဲဆိုတာတော့ကျွန်တော်တို့ဒါမေကုံးထုတ်ကြဖြစ်တယ်ပေါ့လေအလုံးနဲ့ဒီပွဲမှာလည်းတွေ့တဲ့အတိုင်းပါပဲ Mosola ရဲ့ right ကတချမ်းလုံးကဘာမှကျွန်တော်တို့အဲအသင်းအတွက် ိုဘယ်လိုခေါ်မလဲအပေါင်းလက္ခဏာဆောင်တဲ့ကိစ္စလေးအများကြီးဖြစ်မသွားဘူးဗျာဟိုမိုဆာလာဆိုရင်အတွင်းကိုချိုးပြီးကန်တာက၃လုံးလောက်ရှိတယ်ဒါပေမဲ့ဟိုတုန်းကမိုဆာလာအနေနဲ့ဆိုအဲ့ဂိုးတွေကဂိုးသမားရဲ့အဝေးတိုင်းတောင်းရဲလဲကိုကွက်တီဝင်မဲ့ဂိုးတွေပေါ့ဒါပေမဲ့လဲခုနကကျွန်တော်ပြောသလိုပေါ့နော်စတမနာရရောလုတ်အားနှုံးရရောအသက်ရွယ်ရရောအဲဒီ prime time ကိုကြော်လာတဲ့ player တယောက်ရဲ့နောက်ဆုံး finishing တွေကအဲ့လိုလွတ်လွတ်ဆော်ဆော်ဖြစ်တတ်တဲ့ဒါတဘာဝပါဒါကျွန်တော်တို့အရှိမလဲ စီနီယာကစားသမားအများကြီးကိုအဲ့လိုတွေ့ခဲ့ပူပါတယ်ဘောလုံးဘွဲကိုကြိုက်တဲ့လူတိုင်းအဲ့ကိစ္စကိုသိပါတယ်အဲ့တော့မိုဆာလာလည်းအဲ့လိုပါပဲအကုန်လုံး waste ဖြစ်သွားတယ်ပေါ့ဗျာကျွန်တော်တို့တကယ်ဂိုးတွေကအပေါ်ထောင်ကန်သွားတာတွေအများကြီးဖြစ်သူသူ့ရဲ့စိတ်ကြိုက်ဘယ်နဲ့ပဲကန်ရတာပါပဲဒါပေမဲ့အဲ့လိုဖြစ်တယ်ဒါပေမဲ့မိုဆာလာနေရာမှာတခြား player တယောက်ကိုအခွင့်အရေးပေးပြီးတော့ပွဲလှည့်ပြောင်းအတွက်စွန့်စားပြီးတော့ကျွန်တော်တို့နီးပြမှာတုံးရဲဘူးဗျာမိုဆာလာကိုလူစားမလဲရဲ အဲ့ဒါတော့ကျွန်တော်တို့အတွက်အဆင်မပြေဘူးဗျ။ချီစားရှိတယ်ဗျာ။ရီယိုရှိတယ်ဗျာ။သုံးကျင်သုံးလို့ရတာတွေပြီးပါပဲ။နောက်စုံကျင်းတဲ့ချက်တွေရောက်နေပြီ။ကျွန်တော်ဆိုလိုချင်တာကျွန်တော်တို့မိုဆယ်လာကခြေစွမ်းနေပြနေလို့အရန်ဟိုဟုတ်ပြီ။ဂိုးပေါက်တွေလည်းချင်းချောက်တယ်ဗျာ။ဂိုးသမား save ရတာတွေအများကြီးဗျာ။အဲဒီလိုမျိုးပေါ့နော်။ဂိုးတိုင်ထိတာတွေအများကြီးဗျာ။ဒီလိုမျိုးဖြစ်ခဲ့လို့ကျွန်တော်တို့ကဟိုလူစားမလဲပဲနဲ့မိနစ်60လုံးသုံးနေဆိုရင်ဒါကျွန်တော်တို့ကလက်ခံလို့ရတာပေါ့လေ။ အခုအမိနစ်60လုံးကိုဒီအသက်ရွယ် bright time ကြော်နေတဲ့ကစားသမားတစ်ယောက်ကိုဘာဖြစ်လို့အာဂိုဒီသုံးတာလဲဆိုတာကြီးကိုကျွန်တော်တို့စဉ်းစားလို့မရဘူး။ဒါလေပနယ်ရီရဖို့မျော်လင့်ပြီးတော့ပနယ်ရီမှာ finishing ကိုမိုဆာလာကိုပေးကန်ခြင်းလို့ပဲပနယ်ရီတစ်လုံးကိုမမျော်လင့်ခေါင်းနဲ့အရာတစ်ခုကိုမျော်လင့်ပြီးတော့ထားထားတာလား။ဒီနောက်ဆုံးမိကုန်းကထားရရှိပါတယ်။ဘာလို့လဲဆိုမိုဆာလာတပွဲလုံးမှာသူချီပြက်နေတဲ့ form out နေတာတိတိကြီးနဲ့မိနစ်60လုံးထားထားထားတယ်ဆိုတော့အနီထားကြီးတစ်ခုကအဲ့ဘက်တစ်ချမ်းကိုပဲလုံးဝမျက်ကွယ်ပြုတ်ထားတာလားပေါ့။ ီလိုမျိုးတော့စဉ်းစားမိတာပေါ့ဂက်ပိုကမှဟို equalizing ဖြစ်တဲ့ goal တကူကိုပြန်သွင်းလိုက်လို့ तू तू တပွဲလုံးဟိုနည်းနည်းလေးဟိုကြောင်ပြောက်နေရလေးကနည်းနည်းလေးတက်တာဖြည်သာသွားသေးတယ်လीအဲ့အလုံးကလည်း isec တကယ်ကိုဘောလုံးကိုကြောက်နေကတ်ထိန်ပြီးလှည့်ထွက်ပြီးလိုက်တဲ့အလုံးလေးတော်တော်လေးကောင်းလို့ဒါ goal ဝင်သွားတာပေါ့အဲ့တော့ moser နေရာမှာဘသူ့ကိုထားလဲကျွန်တော်ပြောချင်တာနောက်ဆုံးဗျာခြေစာကို तू ကြည့်မရလို့ပေးမကစားဘူးဆိုရင်တော့ ဖရင်ပေါင်ထည့်ကစားလို့ရတယ်။နောက်ဆုံးထည့်ကစားလိုက်ဖရင်ပေါင်။ဖရင်ပေါင်ထည့်မကစားခြင်းသေးဘူးဆိုလေရီယိုလည်းအဲ့ဘက်ပို့ပြီးကစားလို့ရတယ်ဗျာ။ကျွန်တော်ဆိုလိုချင်တာလေ။အဲ့တော့ဘာမှလည်းမစမ်းသက်သွားဘူးဗျာ။ကစားခွက်ကိုဟိုနောက်တန်းနောက်တန်းချင်းအလေတန်းလေတန်းချင်းလဲသွားတာကတော့သိပြီးတော့မထူးဆန်းဘူးဗျာ။ကျွန်တော်တို့ရှုံးနေတယ်ဆိုတဲ့အနေအထားတစ်ခုမှာကတစ်ဖက်အသင်းမခံမှန်းမိနိုင်တဲ့ကစားခွက်အခင်းချင်းပုံစံပြောင်းသွားတာမျိုးကမှ အဲကျွန်တော်တို့က chance တွေပိုများနိုင်တယ်လို့ကျွန်တော်တို့ကတော့မြင်တာပဲဗျကျွန်တော်တို့ဒါကလူဘိန်းအတွင်းနဲ့ပဲတွေ့ရပါ fan တယောက်အတွင်းနဲ့ပဲတွေ့တာပါအဲနီးစနစ်ပိုင်းဆိုင်ရာအရန်ကြွန့်နေတဲ့လူတယောက်အနေနဲ့ပြောနေရမဟုတ်ပါဘူးအဲ့တော့လူလဲတာတွေလည်းကြည့်ဗျာကိုနာတီဘလောက်ပြက်ပြက်ဗျာ gravin versus ဆိုင်တော့ကိုနာတီကတော့ဟို central back dn နေရှိတဲ့ဟိုကစားသမားတယောက်အနေနဲ့ defensive midfield နဲ့ cm ကစားတဲ့ကစားသမားတယောက်ထဲတော့ ပူကောင်းတယ်ဗျာကိုနာတီဘလောက်ပြက်နေပြက်နေဗျာကျွန်တော်ဆိုလိုချင်တာက right back ကတော့လဲကိုလဲရမှာပါအဲ့ဒီဟိုကျွန်တော်တို့အာ right back ကအဲဘာလို့လဲဗျာကျွန်တော်မေ့ပေါ့ချက်ချင်းမေ့ပါရဲ့ right back ကလည်းကျွန်တော်တို့ကအဝါထားပြီးသားပြီးတော့လေသူကအဲ့မှာဂန်နချိုကိုမထိန်နိုင်ဘူးညာဂန်နချိုမထိန်နိုင်မင်းနဲ့ဖောင်းနေဖြစ်နေတယ်အာ bradley corner bradley အဲ့တော့ bradley ကလည်း အလက်ဇန္ဒာအာနိုရှိနေတဲ့အချိန်မှသာ तू က second line app အနေနဲ့ तू ကဆွတ်ဆက်ကောင်းပြနေတာကြာအလက်ဇန္ဒာအာနိုလည်းမရှိတော့ဒီကောင်မှမကောင်းတော့ဘူးအဲ့လိုဖြစ်နေ Bradley ကသူ့ကြည့်လို့ရှိလို့ရှိရင်အဲ့လိုမုတ်စိမ်မွေးပတိုင်းမွေးထူဟူကြီးနေတယ်အဲ့လိုညှင်းသိုးသိုးကြီးလို့ခံစားရတယ်ဗျာဒါတော့ထားလိုက်ပါတော့ तू က तू ရဲ့ physical ဘိုင်းဆိုင်ရာနဲ့ mental ဘိုင်းဆိုင်ရာချိတ်ဆက်မှုရှိမရှိတော့ကျွန်တော်မသိဘူးဒါပေမဲ့လည်းသူ့ကြည့်ရတယ်အဲ့လိုညှင်းသိုးသိုးကြီးနဲ့အရင်တက်ကြွနေတဲ့ပုံစံမျိုးကတွေ့ရအောင်ကွင်းထဲမှာအဲ့တော့ Bradley ကိုလဲလိုက်ရထားလိုက် Bradley လက် frame bound တယောက်လုံးရှိတယ်ဗျ frame bound right အတွက်ကစားဖို့ခေါ်ထားတာမဟုတ်ဘူးလားဘာလို့ဖို့ခေါ်ထားတာလဲကျွန်တော်တို့ပတ်စံပြေးထားတာ right ကစားဖို့လား right ကစားဖို့မခေါ်ထားလဲ Moosa Lala နေရာမှာကစားသေးခြင်းလဲ Moosa Lala နဲ့လဲလေကျွန်တော်ပြောရှင်းရှင်းလေး Moosa Lala နဲ့လဲမလဲဘူး right မှာကို Sobos Lala ကိုပြန်ဆော့စင်းဆော့ခိုင်းကျွန်တော်ပြောတာ right ကစားသမား DN ရှိတဲ့လူတယောက်နဲ့ Mifira တယောက်ကို right မှာ right back မှာကစားခိုင်းတယ်မတူဘူးဗျာကျွန်တော်ပြောရလေသူတို့တကယ် DN ရှိတဲ့လူပြက်နေတာက ရန်နေမရှိတဲ့လူဘလောက်ကောင်းကောင်းမမီဘူးကျွန်တော်ပြောတာတိလာဒါကျွန်တော်လူဘေးနေတော့နားလေတယ်ဗျာဒါကျွန်တော်ရှုံးလို့လောင်နေရမှာမဟုတ်ဘူးကျွန်တော်ရှေ့ပွဲမာလီတဲ့ကဒဲကူကကျွန်တော်ကအဲ့ဒီဥစ္စာတွေကိုကျွန်တော်တို့မြင်နေတယ်ဗျာကျွန်တော်တို့လူဘာမှမဟုတ်တဲ့ဘော်လုံးကိုအပျော်ကြည့်တဲ့ကောင်နေအောင်ဒီလိုမြင်နီးပြားတွေမမြင်စရာအကြောင်းမရှိဘူးဗျာကျွန်တော်ပြောတာဟုတ်လားအဲ့တော့ဒါတွေကဟိုဘလို့ခေါ်မလဲကျွန်တော်တို့အတွက်အနှုတ်လက္ခဏာဆောင်တဲ့ကိစ္စတွေဗျာအဲ့တော့အခုရှုံးပြီလေ ရှုံးတော့ဘာလို့လဲရှုံးတော့ sorry တလုံးနဲ့မပြီးဘူးပြကျွန်တော်တို့ကဒီဟိုကျွန်တော်က expedition ကိုအမြင်ကြီးထားတာဒီနေ့မှာကျွန်တော်လူတွေဝယ်ထားတယ်เนาะအဲကျွန်တော်တို့အဲဘာလဲခေအပြောင်းလဲတွေလှုပ်ထားတယ်စံချင်းဒီဈေးနှုန်းနေနဲ့ကျွန်တော်တို့လူတွေဝယ်ထားတယ်ဖြည့်ထားတယ်ပြီးတော့ကျွန်တော်တို့က champion လမ်းကြောင်းပေါ်သွားခြင်းလို့ champion စုကို title ကိုလိုခြင်းလို့ဒီဒီလိုအခင်းချင်းနေနဲ့ဒီလိုဟိုဟိုဖြည့်စည်းမှုတွေလှုပ်ထားတဲ့ဥစ္စာက ကျွန်တော်တို့ကဟိုဟာမျောလင့်ချက်များတယ်ဗျာမျောလင့်ချက်များတဲ့ကိစ္စကိုကျွန်တော်တို့အဲ့ဒီပြစ်ချက်တွေတွေ့နေတာကြီးကိုမပြင်တာကြီးကတော့ကျွန်တော်တို့လည်းတော်တော်လေးကိုဘယ်လိုခေါ်မလဲခံရခက်တယ်ပေါ့လေအားလုံးသိကြတဲ့အတိုင်းပဲဘယ်လောက်ခံရခက်လဲဒါစဉ်းစားကြည့်ချယ်ဆီကိုရှုံးလို့ပြောနေရမှာမဟုတ်ပါဘူးရှေ့ပွဲလေခရစ်စတိုဘဲလေးဆိုရှုံးတယ်ဒီလိုပုံစံနဲ့ပဲရှုံးတာမိုးစားလောက်မထုတ်ရဘူးဗျာကျွန်တော်ပြောတာလူမှန်နေရာမှာမလဲဘူးဗျာဒီဖြူကပြောင်းတဲ့လူစားလဲမှုဖြစ်စေချင်တာဗျာကျွန်တော်ဆိုလိုချင်တာသိလားဥပမာအာ ကွင်းလေရွက်ထပ်ဖြည့်လိုက်တာပြောခါဘသူလိုက်ခဲ့မှမသိဒါတကျွန်တော်လူဘင်းလူဘင်းအတွင်းနဲ့ပြောတော့ရှေ့တန်းကိုနှစ်ယောက်ကောက်ဖြည့်လိုက်တာပြောဥမာ iset နဲ့ adk နှစ်ယောက်ဝင်လာတာမျိုးအဲ့ဒါဆိုသူတို့ formation change သွားသလားတစ်ဖက်နောက်တန်းကအဲ့လိုမျိုးဘာပဲပြောဟိုထွေဟိုဝေဝါးထွေပြားတဲ့အခိုက်အတန့်ကြီးဖြစ်သွားမယ်ဗျာကျွန်တော်ဆိုလို့ကျင်တာဒီလိုမျိုးလည်းမဟုတ်ဘူးဗျာကျွန်တော်ပြော Maglester နဲ့ Ando နဲ့ change မတမထူးဆန်းဘူးလို့ကျွန်တော်ပြောတာဟုတ်တယ်မလား DM နှစ်ယောက် change တာဗျာဟုတ်လားဟိုဘယ်လိုခေါ်မလဲ ဘရက်ဒလီကိုထုတ်ပြီးတော့ဘရက်ဒလီနေရာကိုစူပါဆိုင်းစင်ကစားခိုင်းပြီးတော့စူပါဆိုင်းနေရာကိုကတိကျုပ်တဲ့မထူးဆန်းဘူးလေကျွန်တော်ပြောတာသိလားဟိုနောက်ပြီး right 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 place right person မဟုတ်တဲ့အပြင်သူကနေရာအမားကိုလူတွေအမားပါသွားထည့်လို့ခံစားရတယ်ဗျာသိလား gravity fetch ဘလောက်ပဲကြံ့ခိုင်ရင်ကောင်းနေပါစေ fit ဖြစ်နေပါစေဟို stamina တွေပြည့်နေပါစေစီးပြီးမှတော့ဆော့ခိုင်းတာကိုနာတီးပြက်နေတာလောက် gravity fetch ကောင်းမှာမဟုတ်ဘူးဗျာ ဒါဒါတိတိတိကြီးပဲဗျာသိလားအဲ့တော့ဘာပြောကျွန်တော်တို့ကဒါဒါဘီ international break ကနားပြီအဲ့တော့ဘာပြောကျွန်တော်တို့ပထမနေရာဖယ်ပေးလိုက်ရပြီအဲ့တော့ arni slot က jargon slot ရဲ့အရှိန်နဲ့လိမ့်နေရလားဆိုတာကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းပြောခဲ့ပါတသက်ပြတယ်တတိယနဲ့ဟုတ်တယ်ဆိုတာကြီးဝန်ခံသူတွေကဖြစ်နေပါပြီအဲ့တော့နောက်ပွဲက Manchester United နဲ့တွေ့မယ် Crystal Palace နဲ့လည်းတွေ့အောင် အဲ့နှစ်ပွဲကိုတော့ကျွန်တော်တို့ less gain အနေနဲ့ကျွန်တော်ပေါ့ကျွန်တော်ခံစားတာပေါ့နော်ကျွန်တော်တို့ Liverpool ရဲ့ less gain အနေနဲ့ကျွန်တော်ကြည့်ပါပါအဲ့တော့ဒီပွဲနှစ်ပွဲမှာမှအာနီစလော့ကဒီပုံစံတိုင်းပဲခေါင်းမှနေဦးမယ်ဆိုတော့ကျွန်တော်အာနီစလော့ကိုတော့စန့်ကျင်ရတော့မှာပေါ့နော်အာနီစလော့ကိုကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲအဲကျွန်တော်တို့ fan တယောက်အနေနဲ့ pressure ကြီးအများကြီးပေးရတော့မှာပေါ့ဒီလိုပဲလုပ်ရတော့ ော်တော်လေးလည်းစိတ်ရကြပါတယ်ချယ်ဆီနိုင်သွားလို့မဟုတ်ပါဘူးချယ်ဆီကနိုင်သင်းလို့နိုင်တာပါလီဗာပူးကိုနိုင်တဲ့အသင်းတိုင်းကနိုင်သင်းလို့နိုင်သွားတာကြီးပါပဲဂလက်ဒါဆရီလည်းနိုင်သင်းလို့နိုင်တာပါပဲခရစ်စတဘဲလစ်လည်းနိုင်သင်းလို့နိုင်တာချယ်ဆီလည်းနိုင်သင်းလို့နိုင်တယ်ကျွန်တော်တို့အာငါတို့ဟိုဒိုင်လူကြီးကဘက်လိုက်လို့တို့အဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ကျွန်တော်တို့စဉ်းစားမဖြစ်ပါဘူးကျွန်တော်တို့အသင်းကမကောင်းလို့ပြိုင်ပအသင်းတွေကနိုင်သင်းလို့နိုင်သွားတာပါเนาะကျွန်တော်တို့အသင်းကမကောင်းဘူးဆိုတာက ခုနကျွန်တော်ပြောတဲ့အချက်လက်တွေမကောင်းတာပါဗလီယာတွေကသူ့အနေနဲ့သူကောင်းပါလေဘလို့ခေါ်မလဲမိပြရဲ့ဆုံးဖြတ်ချက်တွေနဲ့ဟိုဝေဝါးမှုတွေတုံဆိုင်မှုတွေမလုံရမကန်ရမှုတွေကကျွန်တော်တို့အတင်းအတွက်စုံစုံမှုတွေဖြစ်စေရပါမယ်အဲ့တော့ဘာပြောပြောကျွန်တော်တို့ပထမနေရာမှာတော့မရှိတော့ဘူးပေါ့တော်တော်လေးလေစိတ်ထဲမှာအာအာအဆင်မပြေဖြစ်ပါတယ် အားလုံးကျေးဇူးတင်ပါတယ် good night ပါဒီနေ့ vlog လေးကတော့ကျွန်တော်တို့ Chelsea နဲ့ Liverpool ပွဲကိုကျွန်တော် watch party အနေနဲ့ Novo Dome မှာတွားကြည့်တယ်ကျွန်တော်တို့ fan တွေနဲ့တွားကြည့်တယ် Chelsea fan လည်းလာတယ်ဒါပေမဲ့ Chelsea fan ကိုကြီးနဲ့အမကြီးမြောက်ကတော့ဒါသူတို့ကျွန်တော် appreciate လုပ်လိုက်တယ်ဒါသူတို့အတွက်ဂုဏ်ယူရယ်သူတို့အသင်းက Liverpool ကိုနိုင်တယ်ကိုနိုင်သွားတာပါကျွန်တော်ဘာ complain မှမပြောပါဘူး။ဘာ reason မှမရှိပါဘူး။ကျွန်တော်အသင်းကိုကမကောင်းလို့တစ်ဖက်အသင်းကပြန်ပြန်အသင်းကနိုင်တာ အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘာပြောကျွန်တော်တို့က Liverpool fan တွေဆိုတော့ you will never walk alone